စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ31ရက်နေ့အတောအတွင်းမှာဝေကြီးကံလုပ်ငန်းကံဘဝကံရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ကံစီဝံမြမခြင်းတို့ကိုဖန်တီးရယူနိုင်တဲ့အနေထားရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ် အခက်အခဲကြားဖြတ်သန်းနိုင်မယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်မျိုးသမီးမိတ်ဆွေကြီးကဲတူတာမှကူညီရမယ်ငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေကိုရရှိနိုင်တဲ့နေထိုင်နဲ့ကောင်းတဲ့အခြေအနေတွေကိုကြုံမယ်ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။စနေနေ့ကအရာရာဆင်ပြေသောနေသားနဲ့မိကောင်းဆွေကောင်းထောက်ကူရသောနေသားရှိမယ်။23ရက်နေ့မှာအခဲခဲကြားကဖြတ်သန်းပြီးတိုးတက်မယ်။အရဝေးရကောင်းသောသတင်းစကားရမယ်။24ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းကြိုးပေးခြင်းကြုံမယ်။25ရက်နေ့ရံပြဒနာရင်ထိတ်တဲ့ရင်ဆိုင်ရမယ်။26ရက်နေ့မှာ အခက်အခဲနှမျိုးဖြစ်ရှင်းနိုင်လိမ့်မယ်မထင်မှတ်ထားတဲ့ငွေကြေးပြန်ရမယ်မရဘူးထင်တယ်ငွေပြန်ရတာကိုပြောတယ်29ရက်နေ့ကတော့အရာရာဆင်ပြေပြီးလိုရာပြည့်စုံတိုးတက်ခြင်းရှိမယ်28ရက်နေ့မှာကိုပိုင်ဆုံးဖြတ်ခြင်းနဲ့ရှေတိုးလောကန်ကြီးရဲ့အကျိုးကျေးဇူးရမယ်ကောင်းသောသတင်းစကားကြုံမယ်29ရက်နေ့အထူးကံကောင်းတဲ့ရက်ဖြစ်တယ်အဲ့ဒီရက်ကနေစလိုက်တဲ့ကိစ္စမှန်သမျှအရာရာဆင်ပြေသွားမယ်30ရက်နေ့မှာဘာလို့လို့သတိရှိရမယ်ငွေကြေးမြုပ်နှံမှုတွေမလုံးနဲ့ အကုန်ကြများတတ်တယ်ဒီနေ့ဒီရက်မှာကုန်ကြမှုမှအချင်းကြီးဖြစ်တတ်တယ်ပစ္စည်းမွေနဲ့30ရက်နေ့မှာတော့လုံးစရာရှိတာကုန်ရှေ့တုံးလုံးနိုင်အားလုံးအဆင်ပြေသွားမယ်ရတ်တန့်တဲ့လုပ်တွေတောင်မှပြန်လဲစတင်လုပ်ကင်အကျိုးပေးနိုင်တယ်တနင်္လာသောကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေဘုံထူးကြောင့်စိန်နောက်ဆက်ဖြစ်တတ်တယ်နှစ်၄၆ခန်းနေအကျိုးပေးတယ်အညိုးရောင်အပြာရောင်မိခွရောင်တွေဝစ်စစ်သုံးဆွဲပြီးအလိုရှိရာကိစ္စများရှေ့တုံးလုပ်ပါ29ရက်နေ့မေလမှာကောင်းစေးကောင်းလျှော်ပြုလိုက်ပါ ထူးခြားသောအနာဂတ်ကိုရောက်သွားပါလိမ့်မယ်ကျေးဇူးတင်ပါတယ်